တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါမေလ၈ရက်ကနေ14ရက်အတွင်းတည်ရှိနေတဲ့ဒီကာလအတွင်းတတိနဲ့ရှင်ပြီးလောရမယ်အခက်ခဲကြတာတုတ်တက်မှုတွေကိုရနိုင်တယ်မေတ္တာရေကံကောင်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စူပေါင်းလုံငန်းချိုးပေးမယ်ရှင်မန်းချက်သစ်တွေကိုရှေ့တိုလို့လို့ကောင်းသောကာလဖြစ်မယ် ကိုယ်ပိုင်ရည်ရွယ်ချက်နဲ့ရှေ့တူလောက်ကဲမှုတွေအစဉ်ပြေမယ်အမျိုးသမီးမိတ်ဆွေအခြေခံဒုထံကအထောက်ကူကောင်းနေရမယ်ဝေးကွာနေတဲ့သူတွေနဲ့ပြန်လဲစုံစည်းနိုင်တဲ့ကံကြမ္မာကောင်းကိုချုပ်မယ်စူပေါင်းလုပ်တဲ့လူတွေရဲ့အနှစ်သာရကောင်းကိုရပြီးတော့စိတ်ချမ်းမြေ့မှုအစဉ်ပြေမှု အလူတန်းတွေလည်းခြုံတွေ့ရမှာပေါ့ကျမ်းမာရေးခြူကြမှုတွေကိုတော့အနှဲငယ်သတိထားမယ်ကာလဖြစ်တယ် ဒီကာလဟာရာဇကိန်းနဲ့တိုက်တဲ့ကာလဖြစ်တဲ့အတွက်ပြောဆိုဆောင်ရွက်သမျှထုံးတော့ပတ်ပေါက်နဲ့အစဉ်ပြေအကျိုးပေးသွားမယ်အနေထားကို တွေ့ရပါတယ်ရှေ့ရနေမှာခရီးကံကောင်းမယ်အပြောင်းလဲရှိမယ်ပစ္စည်းပြောက်တတ်တာတော့သတိထားရမယ်ကိုယ့်ရနေ့ရတော့အရာရာကောင်းသောကံနဲ့တုတ်တက်တဲ့ကံနဲ့ကုန်ပွင့်ပြီးတော့ ငွေဝင်ခြင်းလက်ပွင့်ခြင်းကံကောင်းခြင်းတွေရှိမယ်။ဆယ်ရက်နေ့ဟာအထူးကံကောင်းတဲ့နေ့တစ်ခုဖြစ်သလိုမြင့်မြတ်တဲ့နေ့ဖြစ်တယ်။မေလဆယ်ရက်နေ့ကဆုံညောင်ရင်သွန်းပွဲကျင်းပတဲ့ကဆုံလပြည့်နေ့နဲ့တိုက်ဆိုင်နေပြင်လပြည့်နေ့နဲ့ဗုဒ္ဓဟူးနေ့နဲ့သွားတိုက်တဲ့နေ့မှာဖះနေကစားတင်လို့ရတယ်။ကောင်းမှု ကုသိုလ်ပြုလို့ရတယ်။ညောင်ပင်နေမှာသွားပြီးတော့ ညောင်ရည်သွန်းလောင်းခြင်းဖျားရည်မှာရေသက်ပယ်ခြင်းစတဲ့ကုသိုလ်ကောင်းမှုတွေကိုပြုပြီးတော့ကောင်းသောကံထောက်ပံ့ကိုရယူနိုင်တဲ့နေ့တစ်ခုဖြစ်တယ်။စတေးရနေ့မှာရန်တိုက်ခံလေးတွေများတဲ့တဲ့မတော်တဆအငြင်းသတိထားမယ်။အပြောင်းလဲနဲ့တလန်ပေါ့မယ်။စနေရနေ့မှာလူယုံဒုက္ခပေးတတ်တယ်။အပြိုင်တိုက်ခံနေနဲ့ရှင်ပြီးတော့လောဝတတ်တယ်။ ဲ့73ရက်နေရတော့ထူးခြားတဲ့ကံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေရှိမယ်။ရပ်ထားတဲ့လူတွေပြန်လဲစတင်ပြနေမယ်။ကျမ်းမာရေးညံ့သူကိစ္စအတွက်လိုက်လံဆွေးရဆောင်ရွက်ကူညီပေးရနိုင်မယ်။ကိုဝင်းကျင်အတွက်နိုင်ရေးကိစ္စလိုက်လံကူညီပေးရတာလေးတွေရှိ။74ရက်နေမှာတော့ဥတီကျပြောင်းပြီးလုပ်တဲ့ကိစ္စတွေမှာ ထူးခြားတဲ့ကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေရှိပြီးငွေကြေးလတ်လာပါဒနာပြည့်စုံခြင်းကံကောင်းခြင်းတွေကိုခြုံတွေ့စေတဲ့ဖြစ်ရဖြစ်ပေါ်နိုင်မယ်ဒီတပတ်တကာလအတော်တွေမှာတနည်းနည်းနဲ့မွေးသူတွေနဲ့ပူတွဲပြီးတော့လုပ်တဲ့ကိစ္စတွေဟာငွေကြေးကံတာလုပ်ငန်းကံတာထူတိုးတက်ပြီးအဆင်ပြေသွားတနည်းလာနေမွေးတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ ရံများခြင်းပြိုင်များခြင်းတိုက်ခတ်များခြင်းတွေကို ဖြစ်ပေါ်စေလိမ့်မယ်။အင်္ဂါနေ့မွေးသူတွေနဲ့တွဲပြီးတော့လှုပ်တဲ့လှုပ်တရားနေကောင်းသောကံနဲ့တလန့်တွေဖြစ်ပေါ်မယ်လူရပြည့်စုံမယ်။ဗုဒ္ဓနေ့မွေးသူတွေနဲ့ကိုယ်နဲ့ကြာစကားများတာပฏิပက္ခဖြစ်တာအလေးတွေကြုံတတ်တယ်။ဇာတပတိနေ့မွေးသူများနဲ့ပတ်သက်ပြီးစိတ်ပင်ပန်းလူပင်ပန်းဖြစ်တာလေးတွေရှိမယ်။ဒါပေမဲ့သူတို့ဉာဏ်ရယူပြီးတွတ်တက်တာတွေဖြစ်ထွန်းသွားမယ်။ တောက်ကြံနေမွေးသူများကိုထူးချိုးပေးလိမ့်မယ်။စနေနေ့မွေးသူများကြောင့်ပြဿနာခက်ခဲတစ်ခုမဟုတ်တစ်ခုဖြစ်ပေါ်တတ်တယ်။တပတ်တော်ကာလအတော်အတွက်မှာနံပါတ်6 3ခုကနန်းနေချိုးပေးတယ်။အပြာရောင်ပန်းရောင်နေရောင်တို့ကိုချိုးပေးတဲ့ရောင်နေဖြစ်တောင်းဆွဲနိုင်ပါလေ။ကောင်းခြင်းကံကြမ္မာများစင်ပွားထူးခြားစွာရစေရန်လို့ငါအိမ်မှာရှိနေတဲ့ရေသန့်ဘူးအဟောင်းနေ ကော်ခွက်အဟောင်းနေဆေးထည့်တဲ့ဆေးပလင်းဆေးအိတ်အဟောင်းနေရှာဖွေပြီးဆွန့်ပြစ်လိုက်ပါအညာဆိုးမှန်သမျှကင်းဝေးပြီးတော့ကောင်းချင်းကံကြမ္မာတွေထင်ရှားစွာရမယ်အနေထားနဲ့ကံမြမားတဲ့နေထားတွေရမယ်တတိပေးကျင်တာတခုကဒီရက်ပိုင်းအတွက်မှာမေလ14ရက်နေ့ဟာငကဘော်ရက်နဲ့တိုက်တဲ့နေ့ဖြစ်တယ် အဲ့ဒီနေ့တနင်္ဂနွေနေ့မှာ အသွာလာနေထိုင်သူပြုပြီးကျူဆက်အမယ်မြောက်ရက်ကိုဒီသွားစဉ်မတော်တဆထိခဲ့မှုအနေဖြစ်တတ်တယ်အချိန်ကာလအဖြစ်မနဲ့ဆယ်နိုင်ခွဲနဲ့ဆယ်နိုင်အတွင်းမှာအသွာလာနေထိုင်ကိုသူပြုကျူဆက်ဖို့လိုအပ်ကြောင်းတင်ပြအပ်ပါတယ်ယေရှုတင်ပါတယ်